thank uh you -huh. င်္ဂလာပါရှင် ခစ်တင် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ငနုံငအားများသာရှုံကြည်ကြမယ်အတိတ်ပင်ပင်ငြိမ်းချမ်းရေးထိုးစက်ကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စေယုစုက၎င်းတို့မထော်တနန်းဖန်တီးထားတဲ့ရွှေကောက်ပွဲဆိုတဲ့ထိုးစက်ကြီးအတွက်ပွဲကြီးပြိသက်ရှာနေပြီဖြစ်တယ်လို့ရှင်းတာထားပါတယ်အဲ့ဒီအတွက်ပြင်ဆင်တဲ့အနေနဲ့တုံးရဲကြငြိမ်းချမ်းဖူရန်ချင်းကိုနေပြည်တော်ရှိအုပ်ချုပ်အုပ်ပိတ်များအကြာပြုလုပ်လာခဲ့တယ်တက်ရောက်လာကြသူတွေကတော့စေယုစုမှထိတ်တန့်စစ်ကောင်ဆောင်များတန်တမန်များဌာနဆိုင်ရာကြီးငယ်များနိုင်ငံပါတီများမှကောင်ဆောင်များအခု အသက်မဝင်တော့တဲ့နိုင်ငံလုံးဆိုင်ရာအဖြစ်ခံရစိုင်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့များတရုတ်အိန္ဒိယရုရှားနဲ့ထိုင်းနိုင်ငံတို့မှပုံကူများဖြစ်ကြပါရယ်လက်ရှိမြန်မာနိုင်ငံအခြေအနေကိုထဲထဲဝင်ဝင်မဟုတ်တဲ့အတိုင်းတမန်ကရှန်ကားများတီးခဲ့တဲ့သူတွေတောင်ရုတ်တိနဲ့ကင်းကွာလာတဲ့ထင်ရောက်ထင်မှအတွေးခေါ်ရီများသာလူရှုစားကြရမှာလည်းဖြစ်ပါရယ်2021စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းစစ်ကြီးနဲ့ရင်ဆိုင်နေရတာတမကစီးပွားရေးတောက်လျှောက်ကြဆင်းလာမှုပြည်တွင်းမတည်ငြိမ်မှုတွေနဲ့လုံးချလိုက်နေတဲ့နိုင်ငံလေးဖြစ်ပါရယ် ငင်းချင်းတိစားဖို့ဆိုတာကလည်းလောက်ကွက်မရှိရွေးကောက်ပွဲဆိုတာကလည်းယုံကြည်ရလောက်တယ်လို့ခေါင်းစဉ်တက်လိုက်ုံနဲ့ပဲမြောင်းနဲ့ရောက်သွားပြီဖြစ်တယ်ညီညွတ်မှုဆိုတာကလည်းမရှိတကယ်တမ်းရှိနေတာက၎င်းတို့ကိုဖြိုလဲဖို့မဟာဗျူဟာအရာပူပေါင်းနေကြတဲ့တိုင်းရင်းသားဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အကြမ်းမှသာဖြစ်ပါတယ် အာနာသိန်းကောင်းဆောင်မင်းအောင်လှိုင်ကရွှေကောက်ပွဲနဲ့ငင်းချိန်လုပ်ငန်းစဉ်တွေကအနာဂတ်တည်ငြိမ်နဲ့ဖွံ့ဖြိုးရေးအတွက်လိုအပ်တယ်ဆိုတဲ့စကားတွေလည်းပြီးခဲ့တဲ့6လလုံးလုံးပြောခဲ့တာမှထူးခြားမလာခဲ့လက်ရှိအသုံးပြုနေတဲ့မဲအများဆုံးရသူအနိုင်ရတဲ့စနစ်အပြင်အချိုးကျကိုစားပြုစနစ်ကိုလည်းရောနောစနစ်ပုံစံနဲ့အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။၎င်းတို့လုံမယ်ဆိုတဲ့ရွှေကောက်ပွဲကရခိုင်ပြည်နယ်ရှမ်းပြည်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်များပတ်ဝန်းကျင်မှာမဟုတ်လို့နိုင်ငံရဲ့ကြံတဝက်ခန့်မှာတာလုပ်ဖို့ရည်ရွယ်ထားပါတယ်။အဲ့ဒီလိုပြောပြီးတက်ရောက်လာကြသူတွေနဲ့ဓာတ်ပုံနဲ့တွဲရိုက်ခံပြီးအခုနှစ်အတွင်း ်၃ချိန်မြောက်ဖြင့်ဘယ်လာရုစ်နဲ့ရုရှားကိုတွားဖို့၎င်းတို့အတွက်ဝယ်ပေးရတဲ့လေယာဉ်ကြီးပေါ်တက်သွားတော့တယ်။၎င်းတို့ရဲ့စိတ်တော်တီမီဒီယာတွေကလည်းငိန်ချင်ဖိုရန်ကြီးကိုတမန်ကရှန်ကာမြတ်တာရှိသားထုတ်လွှင့်ကြပြီးခေါင်းဆောင်တွေရဲ့မင်းရှိစေဝါဆက်ယုံသွားတာနဲ့စိန့်ပီတာစဘတ်စီဝိုင်းဖိုရန်ခီးစွန်းတွေကိုသာအသားပေးဖော်ပြခဲ့ပါတယ်။ခေါင်းဆောင်ကြီးခမလူဒေါ်တိုးဂျင်ရှာလွန်းလို့အဲ့ဒီနိုင်ငံကိုသာတွားလိုက်ပြန်လိုက်နဲ့လုံးချလိုက်နေရှာတဲ့အခုထိလည်းအိမ်နီးချင်းအာဆီယံဘွဲ့ဝင်နိုင်ငံတနိုင်ငံများတရားဝင်ခီးလာရဖို့ဖိတ်ကြားခြင်းမခံရသေးပါဘူး။ဒါပေမဲ့ငိန် င်ကျန်းဖိုရက်ကိုတရုတ်ဘက်မှတင်ရင်ချင်းယူနန်နဲ့ဘီဂျင်းတက္ကသိုလ်များမှပညာရှင်အပေါင်းအသင်းတက်ရောက်လာခဲ့ကြပါတယ်။ တရုတ်ဘက်ကတကယ်တမ်းမှရွှေကောက်ပွဲဆိုတာရောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပေါ်အယုံကြည်မရှိ၎င်းတို့အတွက်ကတော့တည်ငြိမ်မှုပုံစံတမျိုးမျိုးထွက်လာဖို့နဲ့ဒီအတိုင်းဆက်မသွားဖို့တည်ကြစီမဲ့လမ်းကြောင်းကိုသာစိတ်ဝင်စားကြပါတယ်။တချို့ကဘီဂျင်ကရွှေကောက်ပွဲကိုမင်းအောင်လိုင်ကိုဖယ်ရှားပြီးရုတ်တရက်ရှိရှိလုံလို့ရတဲ့ခေါင်းဆောင်တယောက်နဲ့အစားထိုးဖို့ကြံ့ရွယ်နေရလို့ပြောဆိုနေကြပါတယ်။တရုတ်က2029စစ်စင်ကြီးနောက်ပိုင်းတရုတ်နယ်စပ်တလျှောက်ရှိနေမြေအမြောက်များကိုတိုင်းသားဖွဲ့များကတင်ယူထားခြင်းရခိုင်မှာလည်း၎င်းတို့ရဲ့စီမံကိန်းဒေသတွေကိုအရခတ်တက်တော်ရဲ့ဝိုင်းတာခံနေရခြင်းဆိုတဲ့နောက်ဆက်တွဲ ွယ်ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းနေရပါတယ်။ မင်းအောင်လိုင်ကမိန်ကုန်းထဲမှာတရုတ်ကိုမတိမတာထဲ့နှက်သွားပါသေးတယ်ငြိမ်းချမ်းဆွေးနွေးရမှာပြည်ပဆွဖတ်မှုကင်းဝေးရမယ်တခြားသူတွေရဲ့ဩစာအလွမ်းမခံရအောင်အထူးတတိထားရမယ်လို့ထည့်ပြောသွားခဲ့ပါတယ်ပြည်တွင်းရေးဝင်မစွဲရဆိုတာကအာနာရှင်တို့ရဲ့လက်သုံးစကားဖြစ်ပေမယ့်လာရှိုးပြန်ရအောင်တရုတ်တို့ကြားဝင်ပေးခဲ့မှုနဲ့မြောက်ပိုင်းရှိအချားလက်နက်ကင်ဖွဲ့ရီနဲ့အဆက်အဆံမပြတ်ရှိနေတာကိုရှင်ညွန့်ကြံလဲဖြစ်နိုင်ပါတယ်ထိုင်းဘက်မှာဒုတိယနိုင်ငံဆိုင်ဝင်ကြီးဟောင်းနဲ့ထိုင်းကြီးတက်စေဦးစီးချုပ်ဟောင်းတို့တက်ရောက်ခဲ့ကြတယ်ထိုင်းနဲ့တရုတ်ကစစ်တပ်အာဏာသိမ်း င်းခဲ့မှုကြောင့်ထိခိုက်ခံရဆုံးနိုင်ငံများလည်းဖြစ်တယ်။၎င်းတို့တက်ရောက်လာခြင်းကဆေးအုပ်စုရဲ့ရွှေကောက်ပွဲကိုချွင်းချက်မရှိထောက်ခံခြင်းမျိုးမဟုတ်ဘဲ၎င်းတို့ရဲ့လုံခြုံရေးနဲ့စီးပွားရေးအကျိုးစီးပွားအတွက်ရှေ့ဆက်နိုင်မဲ့လမ်းကြောင်းတွေကိုရှာဖွေဖို့တတိကြီးစွာနဲ့တန်တမန်ကြီးရဟန်ချက်ညီအောင်ထိတ်ညီဆောင်ရွက်ခြင်းဖြစ်တဲ့အဓိကထားပြီးစောင့်ကြည့်ရမှာကအိန္ဒိယပဲဖြစ်တဲ့အိန္ဒိယကအာနာသိမ်းပြီးနောက်စုစုဝါဝါတွက်လဲစပင်ကောင်းပြီးပတ်သက်လာလို့ဖြစ်တဲ့ဖိုရာကိုဝိုင်းရင်တန်တမန်တအုပ်နဲ့သတင်းစာဆရာများပြားရောက်လာကြတယ်။ အိန္ဒိယကဆေးအုပ်စုရဲ့ရွေးကောက်ပွဲကိုလူလူလာလာထောက်ခံလာပွင့်ရှိတယ်။အိန္ဒိယရဲ့ electronic မဲပေးဆက်ကိုလည်းတုံးလာဖို့ရှိရဲဆေးအုပ်စုကလည်း၎င်းတို့တုံးမများနေလို့သနားစင်ရာကောင်းနေတဲ့လက်ပါစင်များဖြစ်လာတဲ့လှမောင်ရွှေစောဦးအောင်နိုင်ဦးတို့ကိုလည်းပွဲထုံလာပြန်နေ၎င်းတို့ရဲ့ကုန်သိက္ခာတွေကလည်း2012 2015ခုနှစ်တမရဟောင်းဦးသိန်းစိန်လက်ထက်ငင်းချင်းလုပ်ငန်းစဉ်မှာပဲကြာဆင်းသွားခဲ့ရပြီဖြစ်တယ်။ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီးနဲ့အတူရွေးကောက်ပွဲဝင်မဲ့ပါတီများမှကိုယ်စားလှယ်များလဲရှောက်လာကြတယ်။2015 NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားကောင်းဆောင်ဆိုသူတွေကလည်းဒီလိုပွဲမျိုးကိုတက်သားယုတ်ကြီးပမာမပြတ်မကွက်ရှောက်လာကြတယ်။ဒါပေမဲ့လင်းနှစ်ကြာပြည်ရင်းစစ်ကြီးအတွင်ဒေသခံလူတို့ရဲ့ထောက်ခံမှုတွေလည်းမရတော့တဲ့ပြင်တရားဝင်ကိုစားပြုခွင့်လဲဆုံးရှုံးသွားခဲ့ရသူများဖြစ်တဲ့ ရင်းချင်းဖိုရန်ဆိုတာကဆင်းရဲစုကိုဖျော်ဖြေဖို့တသက်မယုံမသားစကားများတစားစင်လာရောက်ပြောဆိုရဲလုပ်ပွဲမျိုးသာဖြစ်တယ်။အလောင်းတိုင်းတန်ယုံအများစုကိုရှက်သက်တပတ်ပေါင်းများစွာကြိုပြီးဖိတ်ခဲ့တော့လဲဝေဝေကရှောင်နေကြရတယ်။ဆင်းရဲစုကခက်ညံ့ညံ့အကွက်တွေနဲ့အဲ့ဒီလိုပွဲမျိုးကိုအမြဲလိုထထလှုပ်တတ်တော့လဲအခွင့်အရေးသမားတွေထဲမှာပဲခက်နှုံနှုံခက်အားရတာကောင်းကျိုးတစ်ခုတလေပါနိုင်တယ်လို့တွေးနိုင်တဲ့ပွဲမျိုးလည်းဖြစ်တယ်။ညီမြပင်ပွဲများထထလှုပ်နေစေကမူပြည်သူအများစုအပေါ်စစ်ပွဲဆင်နွှဲနေခြင်းပြီးခဲ့တဲ့ရွှေကောက်ပွဲနှစ်ခုမှာမဲဆန္ဒရှင်များတခဲနဲ့မဲပြီးရွေးချယ်ခဲ့တဲ့ပါတီကြီးကို ဖျက်သိမ်းဖြစ်ခဲ့ပြီး၎င်းတို့ရဲ့ရွေးကောက်ပွဲဆိုတာကိုပြည်တွင်းပြည်ပမှမြည်သူတအုပ်တယောက်မှယုံကြည်ကြမှာမဟုတ်တဲ့ပွဲလဲဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကတ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်စုံမှုများပြားပြီးစီကိုတော်စကန်ယုံနဲ့ရိတ်ခါကိုတော်တို့လည်းမီးလောင်ပတ်ကွဲတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမျိုးရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိုင်ရော့ကတ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိသုံးဦးပါဝင်၂၂ဦးတိုက်စုံပြီးစီကိုတော်စကန်ယုံနဲ့ရိတ်ခါကိုတော်တို့လည်း မီးလောင်ပောက်ကွဲခဲ့တယ်လို့ CRB တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ဇွန်လ29ရက်နေ့ညနေ9:30မိနစ်30ခန်းအချိန်မုံရွာမြို့နယ်အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုတော်လိုင်းတပ်ဖွဲ့တွေက short dive rocket တုံးစဲလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ဌာနချုပ်တိုင်းရုံမှအရာရှိ9ဦးဇနီးအရာရှိဇနီး၄ဦးနဲ့ စစ်တီ၁၂ဦးပွဲချင်းပြီးတည်ဆုံပြီးအပြင်းထန်ထန်ရရတဲ့အရာရှိလေးဦးစစ်တီ၁၅ဦးပုံမှုများရဲ့ကလေးနှစ်ဦးကိုအဲ့ဒီနေ့ညနေ၆နာရီကမှဂဒင်300တာဆခွဲလေးတက်စရုံကိုပို့ဆောင်ခဲ့ကြောင်းအဆိုပါတပ်ဖွဲ့ရဲ့ပြောဆိုချက်တွင်ရသိရပါတယ်။ဇွန်လ28ရက်နေ့မှာအဆိုပါပြင်းထန်ထန်ရရရှိသူများထဲမှအရာရှိတက်ဦးပုံမှုကလေးတအုပ်နဲ့စစ်တီ၅ဦးထပ်မံတည်ဆုံခဲ့ကြောင်းတည်ဆုံသူတွေကိုဇွန်လ29ရက်နေ့မှာနာမခစစ်တင်ကြိုင်းနဲ့အလုံမျိုးတရဏဂုံတင်ကြိုင်းမှာနိုင်ရေးများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်တက် င်မှုအတွင်းနမကစစ်တိုင်းယုံတွင်ရှင်စီကိုတော်ပောက်ကွဲကတန်နှလုံးပြက်စီးခဲ့ပြီးစခန်းယုံနဲ့ရိတ်ခါကိုတော်တွင်မီးလောင်ပြီးလိုင်ကန်လေးထိမှန်ပြက်စီးခဲ့ကြောင်းအရာရှိရိတ်သားမှရှက်ထားတဲ့အင်စင်ကနှစ်စီးမီးလောင်ပြက်စီးခဲ့ကြောင်းသိရပါဗျာ။ စစ်ခွေးတည်စင်ထတ်တူတာကတော့အခုလောလောဆယ်တော့အဲ့ဒီလောက်ပဲပြောချင်တာကတော့ကျွန်တော်တို့လည်းဝိုင်းဝန်းကူညီပေးဖို့ပြောချင်တယ်လို့ချင်းတွင်းရော့ကက်ဘရာသားစီယာဘီမတာဝန်ရှိသူတောက်ကပြောပါတယ်။တော်လိုင်းတက်တွင်ရဲ့ရော့ကက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မုံရွာမျိုးရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းတည်ဆုံမှုတွေနဲ့ပတ်သက်ပြီးမြေပြင်အခြေအနေကိုရှန်ကုန်သတင်းဌာနအနေနဲ့တိကျပြနိုင်တာမရှိနိုင်ပါဘူး။အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်းရော့ကက်ညီနောင်စီယာဘီဦးဆောင်ပြီးမဟာမိတ်အဖွဲ့များဖြစ်တဲ့ချိုမိုင်မိုင်ကနီ Anonymous Hero ချင်းတွင်းဘရာသားတို့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးလေကြောင်းရံနဲ့စီ းသတင်းပေးပို့တဲ့အထက်မြန်မာပြည်ဖွဲ့ကိုအတူပဲကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်မင်းအောင်လိုင်းဘယ်လာရုစ်ကိုတွားရောက်စဉ်မိမကျူကျူလာကိုမမြင်ရပဲရုရှားရောက်ရှိချိန်မှာလင်းစုံမီရဲ့ဘတ်နှစ်ကိုတူတွဲပွဲထွက်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ဝယ်ယူထားတဲ့ MEI Airbus A319 လေယာဉ်ကိုမင်းအောင်လိုင်မိသားစုအတွက်လူတလောခောက်တုံခောက်ပြန်ပြန်တန်းအသုံးပြုနေရလို့ဆိုပါရယ်အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဇွန်လ25ရက်ကစပြီးဘယ်လာရုစ်နိုင်ငံကိုထွက်ခွာခဲ့ပြီးအဲ့လိုထွက်ခွာချိန်ကမိမကျူကျူလာကိုမမြင်တွေ့ရပဲဇွန်လ28ရက်နေ့ရုရှားနိုင်ငံကိုရောက်ရှိချိန်မှာမင်းအောင်လိုင်မိမကျူကျူလာနဲ့အတူလင်းဆောင်မင်းရဖက်နှစ်ကိုတူပွဲထွက်လာခဲ့ပါရယ်မင်းအောင်လိုင်ကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့မှဇွန်လ29ရက်နေ့ထိပြုလုပ်ခဲ့တဲ့ဥရောပအာရှ CY4 တန် င်ရောက်ခဲ့ပြီးဘလရုခီစင်တလျှောက်လုံးမှာမိမတူတူလာကိုမမြင်တွေ့ရပါဘူးဒါပေမဲ့ဆွန်လာ28ရက်နေ့ရုရှားနိုင်ငံကိုတွားရောက်ချိန်မှာဇနီးတူတူလာနဲ့အတူလီယင်ပေါ်မှာငကိုတူစင်းလာကပွဲထွက်ပြခဲ့တာဖြစ်ပါတယ်နေပြီးတော့စစ်ဘက်တရင်အရင်မြစ်ကဘလရုစ်နိုင်ငံသွားစဉ်ကမင်းရောင်လိုက်နဲ့ကိုစလဲဖွဲ့တာတွားရောက်ခဲ့တာဖြစ်ပြီးဇနီးများမပါခဲ့ကြအစည်းအဝေးပြီးစီးချိန်မှာမှဇနီးဖြစ်သူတူတူလာပါဝင်ကိုစလဲဖွဲ့ရဲ့ဇနီးတွေကိုလီယင်နဲ့တီးတက်ထပ်မံခေါ်ယူပြီးရုရှားကိုအတူတူသွားချခြင်းဖြစ်တယ်လို့တုံ့သက်ပြောဆိုပါတယ်၎င်းတို့နောက်ရုရှား ရှားကိုအတူသွားတာကမထူးခြားပါဘူးဒါပေမဲ့ဘယ်လာရုစ်ကိုသူတအုပ်နဲ့သွားပြီးမှစနီးကိုနောက်ကနေလိုက်လာဖို့လေယာဉ်နဲ့တစ်ခေါက်သွားခေါ်လာတာကိုပြောချင်တာသူတို့အတွက် MEI Airbus A319 လေယာဉ်ကိုမိသားစုပစ္စည်းလို့လိုတလို့သုံးနေတာထူးထူးခြားခြားဆိုရင်2021ခုနှစ်ဇွန်လမှာရုရှားမော်စကိုမှာရွှေကုန်းပုံတူစီတီတော့စိန်ဘူးတော်တင်လူပွဲအတွက်တင်တကူဆရာတော်ရှိဆက်ချအလူပွဲလုပ်တယ်အဲ့ဒီတုန်းကတက်ချုံတဲ့စနီးကရုရှားကိုအရင်ရောက်တယ်ရေဆက်ချလူပွဲတက်ဖို့တက်ချုံသားနဲ့တမင်းကို MEI Airbus A319 လေယာဉ်နဲ့နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်ခေါ်ပြီးသွား ခိုင်းနေအဲ့ဒီတော့ကလင်းကအငှားပဲမဝရသေးဘူးအခုလည်းဘယ်လာရုစ်မှာတက်ချုပ်ရှိတော့ကဇနီးမပါဘူး ရုရှားရောက်မှဇနီးပါလာတယ်ဆိုတာကလီယင်နဲ့ဇနီးကိုသွားခေါ်ခိုင်းတာကိုပြောချင်တာလို့နေပြည်တော်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ်အခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းရလိုက်နေမိသားစုအတောင်ပြုတ်ပေါ်အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငားရမ်းထားတဲ့ Airbus အမျိုးအစား MEI A319115 လီယင် HYALK ကိုနိုင်ငံတော်ဘတ်ဂျက်မှအမေရိကန်ဒေါ်လာတန်း60နီးပါးအတောင်ပြုတ်ဝယ်ယူခဲ့ပါတယ်အဆိုပါ MEI Airbus A319 လီယင်နဲ့မင်းရလိုက်ရဲ့ဇနီးနဲ့သားသမီးမိသားစုကဈေးဝယ်ပြပခီးသွားတွေသွားရောက်နေရှိပြီးသွားရောက်တဲ့နိုင်ငံဒီမှာစင်ကာပူနဲ့ ကိုရီးယားတို့ပါဝင်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။